စစ်ဖက်အမှုရန်တွေအတွက်ပထမဆုံးနိုင်ငံတကာ e-sport game ပြိုင်ပွဲကိုလာမယ့်နှစ်မှာအင်ရှင်ဖြစ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း UK က November 22ရက်နေ့မှာပြောပါတယ်။ဒါဟာမျက်မှောက်ခဲ့စစ်စင်ရေးတွေအတွက်လက်ရှိအချိန်မှာမုတ်ချလိုအပ်တဲ့ cyber နဲ့ digital ကျွမ်းကျင်မှုအရေးချင်းတွေကူညီဖွံ့ဖြိုးတိုးတက်စေဖို့ရည်ရွယ်လာလို့သိရပါတယ်။ယူကရိန်းအပါဝင်ပြည်ပခစစ်ပွဲတွေကနေရတဲ့သင်္ကန်းစာတွေအရစိုက်ဘာလုံနိုင်စွမ်းတွေမြင့်တင်ရမှာနဲ့ drone operator တွေကိုလေ့ကျင့်ပေးရမှာ ဂိန်းနင်းပညာရဲ့လက်တွေ့ပကတိတန်ဖိုးကိုထုတ်ဖော်ပြသနေပါတယ်လို့ဗိဒိန်စစ်တပ်ကစိုက်ဘာနဲ့အထူးစစ်ဆင်ရေးများကိုကဲမှုဌာနဒုတိယကိုကဲရေးမှူးဗိုလ်ချုပ်ကြီးတွန်ကိုပင်ကာဆိုင်းစ်ကပြောပါတယ်စစ်ဖက်ကာကွယ်ရေးအပိုင်းမှာနီးပညာဆိုင်ရာတီထွင်ဆန်းသစ်မှုအပေါ်တူညီတဲ့ဂရီးပြုနှိမ့်မြှုပ်မှုတွေရှိတဲ့မဟာမိတ်နိုင်ငံတွေနဲ့မိတ်ဖက်ပူးပေါင်းမှုတွေကိုတည်ဆောက်ရင်းနဲ့ ဂိမ်းတွေဟာမိမိတို့ရဲ့စစ်တိုက်မှုဆိုင်ရာအသိရှိမှုကိုအားကောင်းစေပါလိမ့်မယ်လို့သူကထုတ်ပြန်ချက်တရမှာပြောပါတယ်။ပြည်ထောင်စစ်တပ်ဟာ e-sport ကိုအားကစားတစ်ခုအဖြစ်ပြီးခဲ့တဲ့နှစ်မှာတရားဝင်အသိမှတ်ပြုထားပါတယ်။နိုင်ငံကစစ်ဖက်ကာကွယ်ရေး e-sport ဂိမ်းပြိုင်ပွဲမှာကနေဒါနဲ့ပိုလန်အပါအဝင် နိုင်ငံ40ခန့်ပါဝင်သွားမှာဖြစ်ပါတယ်။ရှုံးထွက်အဆင့်နေပြီး final ပွဲကို2026ခုနှစ်အောက်တိုဘာလမှာစန္ဒလာမှာရှိတဲ့ ဗီဒီယိုဂိမ်းတွေနဲ့ e-sport အပေါ်ရည်ရွယ်နှိမ့်ယုတ်ထားတဲ့ခမ်းမနေရာတဲ့တခုမှာကျင်းပမှာဖြစ်ပါတယ်။အဲ့ဒီခမ်းမနေရာကိုတိုင်ပွဲပါတနာတို့ဖြစ်တဲ့ဗီဒိန် e-sport federation ကတည်ဆောက်ထားတာပါ။စစ်ပွဲသဘောတဘာဝကပြောင်းလဲနေပြီးမိမိတို့ဟာအဲ့ဒီပြောင်းလဲမှုနဲ့အတူလိုက်ပါပြောင်းလဲရပါမယ်။